အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီနာဒိုစကင်ကြီးကိုဝယ်တင်လာမွေတင်လာဆိုတာကိုကျွန်တော်ပြောပြသွားပြီးမှဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော် intro animation လေးနဲ့စလိုက်မယ်အဲ့တော့ intro ကြီးမယ်ဆိုရင်နာဒိုနဲ့ခူရာမာကစီးကဲကိုဖွင့်ပြီးရောစစ်ပွဲမှာတိုက်ခိုက်ရတဲ့အခန်းကိုရည်ညွှန်းထားတယ်နာဒိုကိုယ်တိုင်ကလည်း90 chakra remote ကိုပြောင်းလာလဲပါတယ်ပေါ့နော်ပြီးတော့ beast form နဲ့ thee beast form တုံတဲ့ပုံစံလေးကတော်တော်လေးကိုအထာကြတယ်ပြောလို့ရတယ် အဲကျွန်တော်တော်တော်လေးကိုကြိုက်မိရေပေါ့နော်ဒီ intro မှာတင်ကိုပြောရရင်တော့ဒါတွေအကုန်လုံး10စက္ကန့်လောက်တွင်မှာပြသွားတာတော်တော်လေးကိုမိုက်တယ် animation ကဘာမှမပြောစရာမရှိဘူးအဲဒီ skin ရဲ့ background ကြတော့ဒီ nado နဲ့တော်တော်လေးလိုက်တယ်လို့ပြောလို့ရတယ်အဲ sasuke မှာကြတော့သူကရွာပြင်းနေကြဖြစ်ပေမဲ့ဒီနောက်ခံ background ကခုနိုဟာရွာကြီးဖြစ်နေပေါ့နော်အဲတော့အဲ့ဒါကတော့တိတ်မလိုက်ဘူးဒါပေမဲ့ဒီ nado skin မှာကြတော့သူကနေသူတော်တော်လေးလိုက်ဖက်ညည်ရလို့ပြောလို့ရတယ် အဲ့တော့ဒီ skin ရဲ့ add animation ကိုကြည့်မယ်ဆိုရင်လည်း तू က font တစ်ခုလုံးတစ်ခါလေးပြောင်းပြပေးရပေါ့နော်ပထမဆုံးကတော့ तू က90 chakra remote ကိုအရင်ပြောင်းနေပေါ့နော်ပြီးမှဒီ tabis font ကိုပြောင်းနေအဲ့တော့ဒီ font တစ်ခုလုံးဒီ3စက္ကန့်အတွင်းမှာ animation လုပ်ထားပေးတာကတော်တော်လေးကိုအဆင်ပြေတယ်အဲ့တော့ဒီ skin ရဲ့အဓိကဖြစ်တဲ့ hero model ကိုသွားကြည့်ကြမယ်အဲ့တော့ hero model ကိုကြည့်မယ်ဆိုရင်အဆင်ပြေတယ်။ Naruto ကို Naruto လိုဖြစ်အောင်လုပ်ထားပေးရယ်။ အဆင်ပြေပါဗျာအဲ့တော့ဒီစကင်မှာလည်း add animation ပါတယ်သူ့ပုံစံကဘယ်လိုမျိုးလေးလဲဆိုတော့ကျွန်တော်ပျော်ပြီးရည်တဲ့ပုံစံလေးပေါ့နော်တော်တော်လေးကိုချစ်ဖို့ကောင်းတယ်ပြီးတော့အရှိမလည်းဒီလိုဂျပန် enemy ကားတရားလိုမျိုးအချောင်းလေးထွက်လာတယ်ဒါလေးကတော့တော်တော်လေးကိုချစ်ဖို့ကောင်းတယ် okay ဒါကတော့ပြည်တဲ့ animation ပေါ့နော်ဟွန်းဒီမှာကြည့်ရင်တိတာပါဗျာပြောရရင်အဆိုးကြီးတော့မဟုတ်ဘူးအဲ့လိုကောင်းနေလားဆိုတော့လေကောင်းပါတယ်ပြောရရင်တော့ဒီပြည်တာအဆင်ပြေတယ်အဲဒီခါခါရှိတစ်ခုပဲပေါ့နော်ကျန်တဲ့ဟာတွေကတော်တော်အဆင်ပြေတဲ့ထဲမှာပါတယ် ါတော့သူ့ရဲ့ပြေးနေထွက်လာတဲ့ animation ပေါ့နော်အထာကြလာဆိုတော့သူ့ရဲ့ဟာကတင်းတင်းပေါက်ကြရလို့တဲ့ပုံစံလေးကိုလှုပ်ထားတယ်အဲအထာကြလာတော့စားစကေကတော့အထာကြပဲပေါ့နော်ဒါကတော့ချစ်ဖို့ကောင်းတယ်ပေါ့ဗျာပြောရရင်တော့โอเคဒါဆိုရင်ဒီ skin ရဲ့ basic အထပ်ကိုတစ်ချက်ကြည့်ကြမယ် အဲ့တော့သူ့ရဲ့ basic အထက်ကတော့၃ချက်ပေါ့နော်ဒီမှာဆိုရင်ဘယ်လက်ဒီပါမယ်ပြီးတော့ခြေထောက်နဲ့ကံမယ်ပြီးတော့ညာလက်ဒီပေါ့နော်ဒီ၃ချက်ကိုအဓိကလှုပ်ထားပေးရယ်ပြီးတော့ဒီ skin ရဲ့အဓိကအရောင်ကဒီအဝါရောင်ကိုအဓိကအားပေးပြီးတော့လှုပ်ထားတယ်တခုရှိတာသူ့ရဲ့အတန်ကရန်တူကိုထိုးတဲ့ခါကျရင်ပို့ပြီးတော့နားထောင်လို့ကောင်းတယ်အဲ့တော့ဒီရန်တူကိုထိတဲ့ခါမှာလည်းသူ့ရဲ့ effect လေးတွေကအဲ့လို meet တော့ effect လိုမျိုးလေးလှုပ်ထားပေးရယ်ပေါ့နော်ဒါလေးကလည်းတော်တော်အားရဖို့ကောင်းတယ်တော့ခြေထောက်နဲ့ကံတာအစားဒီမှာ effect တွေပါတယ်ပေါ့နော်အဲ Sasuke skin လိုပဲသူ short ထားတာမရှိဘူး โอเคအဲ့တော့ကျွန်တော် scale fat တွေစပြောဖို့အချိန်ရောက်ပြီအဲ့တော့ racing gun တွေစလိုက်မယ်ဒါတော့ lucas မှာကျွန်တော်တစ်ချက်မှမခုတ်ပဲတုံးရတယ် racing gun ပေါ့နော်အဲ့တော့ဒီ skin animation စစချင်မှဆိုရင်ဒီမြေကြီးအောက်မှာအဝါရော effect ကအရင်စားထွက်လာတယ်ပေါ့နော်ပြီးမှ racing gun ကိုထုတ်တုံးတယ်အဲ့တော့ racing gun ရောက်သွားတဲ့အချိန်မှာတော့လုံးဝအပြာရောင်ဖြစ်သွားတယ်ပြောဒီအနောက်မှာပါဒီလိုလီအဖက်လီတွေပါထည့်ထားပြီးရယ်အဲရာစင်ကန်ကြီးပဲတော့မဟုတ်ဘောနော်အဖက်လီကိုတော်တော်ဒီတေးကြလောက်ထားပြီးတော့တွေ့ရတယ် ဒါတော့မှသူ့ရဲ့ scale 1တခုပဲရှိတယ်ပေါ့နော်ဒီဟာတော့လမ်းနေတယ်အဲ့တော့နောက်တစ်ခုကိုဆက်ကြည့်မယ်နောက်တစ်ခုကျတော့ဒီတစ်ချက်ခုတ်ပြီးတုံးရတဲ့ဒီ air style racing gun ပေါ့နော်အဲ့တော့ဒီ scale ဆက်ဆက်ချင်မှပဲဒီကလုံးနှစ်ကောင်ထွက်လာတယ်ပေါ့နော်ဒါကအရန်မြက်နေတဲ့အတွက်ကျွန်တော်တော့မနေရက်ထားရတယ်အဲ့တော့ဒီ scale ဆက်ဆက်ချင်မှဒီမှာကိုဘာနှစ်ကောင်မြင်ရမယ်ပေါ့နော်ဒါကတော့ enemy ကြီးရဲ့တွေ့ဆိုတိမယ်ပြီးတော့တစ်ယောက်ကနေပြီးတော့ဒီအလုံးကိုထောင်းထားပြီးရပြီးတစ်ယောက်ကျတော့အားစုပြီးရပေါ့နော် ပြီးတော့တကင်းနောက်တို့ကျတော့ဒီ scale ကိုတုံးလိုက်တယ်ပေါ့နော် ဲတော့ကျွန်တော်အများကြီးပြောရဘူးဒီမှာတစ်ချက်ပဲရှိုးလိုက်တော့အယောင်ကအစအရင်လင်းအောင်လုပ်ထားပေးရယ်ပြီးတော့ဒီ effect ကအစပြားဒီမှာဆက်ကြရရလဲကြီးွားတယ်ပေါ့နော်ပြီးတော့လဲတာတကယ်တမ်းကျွန်တော် slow motion နဲ့ပြရင်ပို့ပြီးတော့တည်တာရယ်ဆောင်းရင်လာတယ်ပြီးအနောက်က air effect လည်းထပ်ပြီးတော့ပါသေးတယ်ပေါ့နော်နောက်ဆုံးများဒီပျောက်တဲ့ animation မှာတော့မှသူက unique ဖြစ်အောင်လုပ်ထားပေးရယ်တော်တော်လေးကို detail ကြတဲ့ skill လို့ပြောလို့ရတယ် တို့ပဲကြည့်လိုက်ကြပါဗျာဒီမှာဆက်ကြလဲလာရဲ့ပြီးတော့သူပျောက်သွားတဲ့ဒီဇိုင်းကတော်တော်လေးကိုစမှုဖြစ်တယ်တကယ်တုံးကြီးဂိန်းထဲမှာတုံးကြီးဘာနဲ့မှမတူကျွန်တော်တော့တုံးကြည့်ပြီ Okay နောက်ဆုံးကြတော့ဒီ Racing ကအကိတ်ကြီးပေါ့နော်အဲ့ဒါကိုကျွန်တော်ကြည့်ရမယ် ကျွန်တော်ရာစင်ကအကိတ်မှာကြတော့ဒီနာတိုကနေပြီးတော့ပထမဆုံး dash ပြီးတော့အရင်ဝင်ထိုးတယ်ပေါ့နော်လူကတ်စ်တိုင်းပဲနောက်တစ်ချက်ကြတော့ဒီလိုကန်တယ်ကန်တဲ့အချိန်မှာဒီနောက်မှာကြတော့ရှယ်ရိုကလုံးတစ်ကောင်ထုတ်တယ်ရှယ်ရိုကလုံးကတော့ပျောက်သွားပြီးတော့ဒီရာစင်ကန်ကိုပြောင်းသွားတယ်ပေါ့နော်ပြီးကြမှာသူကရိုက်ချတာအဲ့တော့ဒီမှာကြည့်မယ်ဆိုရင်သူက ground effect တင်တာမဟုတ်ဘဲနဲ့ဒီအပေါ်ကအယောင်လဲသုံးစံတိုင်းပဲလင်းအောင်လုပ်ထားပြီးအပြာယောင်မှသူကတော်တော်လင်းလင်းလေးရာစင်ကန်အယောင်ပေါ့နော်ပြောရရင်တော့ လောက်တာပြဲဒီဘေးမှာလည်း particle effect တွေဆိုပြီးတော့ပါသေးတယ်အဲ့တော့ ground effect တွေရော particle effect တွေရောတော်တော်လေးကိုဆုံဆုံလင်းလောက်တာပြဲအောင်တွေ့ရတယ်အဲ့ဒီ rushing gun ရဲ့ animation ကဘယ်လောက် smooth ဖြစ်လဲဆိုတာကိုတကယ်တမ်းစောနေရတွေ့ဆိုရင်တီးလိမ့်မယ်အကြိမ်မဆန်းတယ်ဆိုလည်းဒီမေဟန်မုံမှာတော့ဆန်းကြည့်လို့ရရပါတော့โอเคဒီတကားတော့ဒီ scale to dash တဲ့ဟာပါတော့အဲ့တော့ဒီဟာပြေးတော့အရင်တစ်ချက်ကြည့်မယ်ဒီနောက်မှဆိုရင် तू ကဒီလို particle effect လေးတွေပါကြံခဲတယ်ပေါ့နော်ပြီးတော့ dash တဲ့ဟာကလည်းတော်လေး smooth ဖြစ်တယ် တကယ် transition ကလုံးဝ smooth ပဲအဲဒီလမ်းလျှောက်တဲ့ဟာကိုလည်းတစ်ချက်ရှုလုံးဝဒီ character model တခုလုံးပြောင်းသွားတာဒါတော့ဒီ form ပြောင်းတဲ့ဟာကိုကျွန်တော် slowly နဲ့ပြလာတာတော်တော်လေး smooth ဖြစ်တယ်ပြီးတော့ကျွန်တော် UU form ကိုပြန်ပြောင်းတဲ့အခါမှာလည်းဒီမှာဆို fire particle effect design လေးတွေကိုတွေးရတယ်ပေါ့နော်သူ့အရာကကျွန်တော်ဒီရှေ့မှာတုံးခဲတဲ့အရာကတော့မဟုတ်ဘူးတေချာတယ်ဒီအရာကတော့လုံးဝမီးဖက်ကိုတွားတယ်ပေါ့နော် โอเคဒါဆိုရင်ဒီ scale 2ရဲ့ခုတ်တဲ့ design ကိုကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်။သူက model တစ်ခုလုံးပြောင်းသွားဆိုတော့ဒီခုတ်တဲ့ design နေမှာပြောင်းသွားတယ်ပေါ့နော်။ခုတ်တဲ့ design ကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီ Naruto ရဲ့လက်ကရှည်ထွက်လာတယ်ပေါ့နော်ပြီးတော့ Yandu ကိုကုတ်တယ်ဒီမှာကြည့်မယ်ဆိုရင်ဒီလက်တရအပြင်မှာဒီခုတ်ခံရတဲ့ character ပေါ်မှာလည်းဒီလို effect တစ်ခုကထပ်ပါလေရဲ့အဲ့တော့ဒီခုတ်တာကြီးကတကယ်တမ်းကြီးရရင်တော့အားရစရာကြီးပေါ့ဗျာ ဒါမဲ့တခုရှိတာဒီမှာတေချာကြည့်မယ်ဆိုရင် तू ကထိတ်ဆုံတစ်ချက်ကိုကြာတော့ထိုးတယ်ပေါ့နော်ဒုတိယတစ်ချက်ကျမှအဲ့လိုလက်တယ်လေးနဲ့ကုတ်တာအဲ့တော့ဒီမှာဆိုတေချာကြည့်ရင်တွေ့ရတယ်ဒီမှာထိတ်ဆုံတစ်ချက်ကိုကလက်ဒီနဲ့ထိုးရယ်ပြီးကြမှာလက်တယ်နဲ့ကုတ်တယ်ပေါ့နော်ဒါတော့ तू ရဲ့လောက်ထားတဲ့ဒီဇိုင်းဖြစ်ပါတယ်အကေဒီကွာဒီဖော်မတီတတိယ racing ကကျွေးရင်ဒီ character model အလိုက်ကို तू ကပြောင်းသွားတည်ရယ်ပေါ့နော်ဒါတော့တချို့တည်ရယ်သူမှတည်ရယ် အဲ့တော့ဒီမှာကြည့်မယ်ဆိုရင် तू ကအနောက်ကိုဘွားမပါတော့ဘူးเนาะယူရာစင်ကန်းကိုပဲထုတ်တုံလိုက်တာအဲ့တော့ဒီ move ရောက်သွားရင်တော့ကိုကနေပြီးတော့အဲ့လိုကိုဘွားမလို့တော့ဘောเนาะရာစင်ကန်းတဲ့တုံလို့ရတယ်အဲ့ပုံစံဖြစ်သွားတယ်အဲ့တော့ဒီ skin ရဲ့လုံအောင်အသက်ဖြစ်တဲ့ ultimate တစ်ခုပဲကြံ့မယ်အဲ့တော့ကျွန်တော်ကြည့်ရမယ်အဲ့တော့ကျွန်တော်မြင်ရတော့ဒီဟာကလုံအောင်ယူရောပြောင်းသွားတယ်အရင်ကပါလေ तू ကကြားထင်တယ်ဗျကြားနေပြီးတော့ဒီမှာမြေခွေးဖြစ်သွားပြီเนาะမြေခွေးကမှာအမီကိုချောင်းနဲ့အဲ table ဖြစ်သွားပြီဗောနော် အဲ့တော့ပထမဆုံးပြောရှင်းတာဒီ screen effect ကဒီအဒီ၃နဲ့တစ်ခါပဲပါတယ်။ဂျန်တဲ့ဟာတွေမှာမပါဘူးပေါ့နော်။အဲ့ဒါတွေကတော့တော်တော်အားနေတယ်။ subscale မှဆိုရင်ဒီ phi ၃နဲ့ scale တွေအကုန်လုံးတွက်ကိုတူအားထည့်ပေးထားတယ်ပေါ့နော်။ဒါလေးကဒီ skin ရဲ့အားနေထားတဲ့အချက်လို့တော့ကျွန်တော်ကတော့မြင်တယ်။အဲဒီဖုန်ပြောင်းတဲ့ animation မှာတော့တော်တော်လေးအဆင်ပြေလို့ပြောလို့ရရဲဒီမှာဆိုလဲ effect ကိုတော်တော်များများတုံထားပေးရပါတော့။ပုံပြောင်းထားတဲ့ effect color ကိုကြာတော့ဒီမှာနှစ်ယောက်ထိတုံထားပေးအောင်တွေ့ရတယ်။ဒီ ground effect ကြာတော့ color တစ်ယောက်ပြီးတော့ဒီအပေါ် mi effect အတွက်ကြာတော့ color တစ်ယောက်ပါနော်။ အဲ့တော့ဒီဖွန်ပြောင်းတဲ့ animation အပိုင်းမှာလည်း PPO လုပ်ထားတဲ့လိုတော့မမြင်ဘူး။ဘာလို့လဲဆိုတော့ဒီ Kurama နေပြီးခုံထွက်လာတဲ့ design လေးဖြစ်အောင်လုပ်ထားပေးရဲ့။အပေါ်တော်တော်မြင့်တယ်ပေါ့နော်။အဲ့တော့ဒီဆော့ရတဲ့အချိန်မှာလည်းအဲ့လိုဖီရှိရှိနဲ့ဆော့ရတယ်လို့တော့ခံစားရတယ်။အပေါ်ကနေပြီးခုံအောင်တယ်လို့မျိုးပေါ့နော်။ Okay ဒါတော့သူ့ရဲ့ဒီ scale 1လက်တဲ့တစ်ချက်ကုတ်တဲ့ animation ပေါ့နော်။ အဲ့တော့ဒီ scale ကိုတရားကြီးမဲ့ဆိုရင် effect ကပေါ့နော်အဲဒီ ground effect ကဒီရှေးနောက်သူမှာတုံးထားတဲ့ ground effect ပဲပြီးတော့ခုတ်တဲ့ဟာလည်းအဲ effect မြန်မြန်ဆဆတိတ်ထဲထားတော့ကျွန်တော်တို့မတွေ့ရဘူးအဲ့တော့တကယ်တမ်းတရားကြီးမဲ့ဆိုရင်တော့ဒီလက်တဲ့ effect လေးတော့ထည့်ထားပြီးရယ်ပြီးတော့ ground effect ရယ်အဲ့လောက်ပဲထည့်ထားပြီးရယ်ပေါ့နော်အဲ့တော့ဒီ scale ကပြောရရင်တစ်ချက်ခုတ်တဲ့ scale ဆိုရယ်အဲ့လောက်ပဲရှိမှာပေါ့နော် okay နောက်တစ်ခုကျတော့ဒီနှစ်ချက်ခုတ်တဲ့ scale ပေါ့နော်အဲ့တော့ကျွန်တော်ဒါကိုတရားလေးကြီးမယ် အော် ground fat တော့ထုံးစံအတိုင်းပဲဒါပေမဲ့ကုတ်တဲ့အချိန်မှာတော့လက်တွေကတော်တော်လေးကြီးွားတာတွေ့ရတယ်ပြီးတော့အောက်မှာကြားလာတဲ့ဒီ ground fat ကလည်းပိုပြီးတော့ကြီးွားတယ်ပေါ့နော်ပြောရရင်တော့ဒီ scale တဲ့ animation ကတော့အဆင်ပြေလို့ပြောလို့ရတယ်ဒါပေမဲ့ effect ကတော့နည်းနည်းလေးနဲတယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့ခံစားရတုံးပဲပေါ့နော် okay ဒီတစ်ခါတော့ဒီ၃ချက်ကုတ်တဲ့ animation ပေါ့နော် okay ဒါဆိုရင်ဒီ၃ချက်ကိုတခြားလေးကြည့်မယ်อืม โอเคဒီ၃ချက်မှာတော့တော်တော်လေးအားရရဲ့လောက်ထားတဲ့ animation ရောပါလာတဲ့ effect တွေရောဒီမှာတော့အဆင်ပြေသွားတယ်ပေါ့နော်ဟုတ်တယ်ဒီတတိယတစ်ချက်ကတော့တော်တော်လေးကိုမိုက်တယ် yeah အမှတ်ပြေပေးပါရဲ့နောက်တစ်ခုကျတော့ဒီ form မှာ scale 2တုံးပြီးဝင်ခုတ်တဲ့ဟာပေါ့နော်ပထမဆုံးကြည့်ရတာတော့ဒီခုံဝါးထားရလုံးဝအားရဖို့ကောင်းတယ်အဲ့တော့ခုတ်တဲ့ဟာအိုးမိုက်တယ်အိုးမိုက်တယ်ကျော်ကြိုက်တယ်ဒီခုံခုတ်တဲ့ဟာကတော့မိုက်တယ် fine တယ်ပေါ့နော်အဲ့တော့ဒီခုတ်တဲ့ animation ကိုကြည့်ရမယ်ဆိုရင်တစ်ချက်ချက်လုံးဝအားရစရာကြီးပါဒီမှာဆိုရင် သူ့ရဲ့လက်ကိုမျှတော့ဟိုးပေါ်ဆေးပြီးလောက်ထိရှိရဗျာပြီးကြောက်ရိုက်လိုက်ရအားရစရာကြီးโอเคအဲ့တော့အခုတခါလဲကြလာတော့ဒီ T beast ပေါ်ပေါ့နော်โอเคအဲ့တော့ဒီဟာကိုကြည့်ရမယ်ဆိုရင်တော့ဒီအားစုတယ်ပေါ့နော်ပြီးတော့โอ้အချုံနေထွက်လာရယ်မြည်ကြီးကပါအချုံနေထွက်လာပေါ့နော်အဲ့တော့ဒီ T beast တုံးတဲ့အဖက်ကတော့လုံအောင်ကျွတ်စင်ကြီးဒီစူးတဲ့ဟာအစားဒီ ground မှာမြည်ကြီးမှပါအဲ့လိုအကွယ်ကြောင်းနေထွက်လာတယ်ပြီးတော့အရောင်ကလည်းတော်တော်လေးတောက်တဲ့ထဲမှာပါတယ်ပေါ့နော်ကွယ်တဲ့ချိန်မှာဆိုရင်တော်တော်လေးကိုတောက်တယ်တိတာတယ် တော့ကျွန်တော်ဒါကိုဒီအဝေးရ enemy ကိုတစ်ချက်သုံးကြည့်မယ်ပေါ့နော် okay အဲ့တော့တခြားလေးကြည့်ကြည့်မယ်ဟွန်းဟွန်းအော် TV's ကိုစုရဲ့အော် TV's ကြီးကတော်တော်ရွတ်ကြီးရပဲဗျဒီတိုင်းကြီးရော်လीနော်ဆိုတော့ကတော့နည်းနည်းတိတ်တော့မတိတာတော့ဒါကြီးကတော့တော်တော်လေးကိုတီးတာတယ်အဲ့တော့ဒီမှာတစ်ချက်ပြန်ကြီးကြီးပေါ့နော်အလုံးရတော်တော်ရွတ်ကြီးရယ်ဝါကွဲသွားတဲ့ဟာကိုလည်းတစ်ချက်ရှိ ਉ မြေကြီးပါအောက်ထဲပါမြင်ရတယ်ပေါ့နော် Okay အဲ့တော့ဒီ TV's ပေါ်ကတော့လုံအောင်အမှတ်ပြပေးရယ် ဟွာကျွတ်စင်ကြီးများတစ်ချက်ကြီးပေါ့ဟွာအောက်မှာပါအဲ့လိုမြေကြီးပါအဲ့လိုအောက်ကလိုင်းမှာမြင်နေရပါတော့။ Okay ဒါတော့ကျွန်တော်ရဲ့ဒီ Naruto skin ကိုဝယ်သင့်လားမဝယ်သင့်ဘူးလားဆိုရယ် review လေးဖြစ်ပါတယ်။အဲ့တော့ဝယ်သင့်လားမဝယ်သင့်ဘူးလားဆိုရယ်မိခွန်ဖြေရမယ်ဆိုရင်တော့ကိုက Lucas ဆော့တယ်ဆိုရင်တော့ဝယ်ကိုဝယ်သင့်တယ်။အဲ့တော့တချို့ကြတော့ဒီ Sasuke လား Naruto လားမင်းရဲ့တွေအတွက်ကျွန်တော်ဖြည့်ပေးလိုက်မယ်ပေါ့နော်အဲ့တော့ပြောရှင်းတာကတော့ဒီ ဟီးရိုးမကြည့်တင်နေဗျာကိုကန်နဲ့ဟီးရိုးမကြည့်ဘူးစကေးအဖက်တွေပါတယ်ဆိုရင်တော့ဒီ Sasuke မှာပါတယ်ဒီ Sakura အဖက်နဲ့တင်အောင် Sasuke ကနိုင်နေဗျာ easily ပဲ Sasuke ကပိုကောင်းတယ်ဒါပေမဲ့ကိုကိုတိုင်း Lucas ဆိုရယ်ဒါပေမဲ့ Sasuke ကြီးရပိုလာနေမလားလို့တော့မတွေးနဲ့ Lucas ဆိုရယ်ဆိုရင်တော့ Lucas ပဲယူလိုက်အဲ့လိုမျိုးပေါ့ဗျာပြောရှင်းတာကကိုကိုတိုင်း Lucas ဆိုနေရဟာကို Sasuke စကင်ကပိုလာတယ်ဆိုပြီးတော့မယူရှင်နဲ့အဲ့တော့ Lucas ဆိုရယ်တူဆိုရင်တော့ Lucas ကိုယူဒါပေမဲ့ skill effect တွေပါညာရတော့ Sasuke ကတော့တာတာတေးချတယ် ဲ့တော့ရှင်းရှင်းနဲ့လွယ်လွယ်နဲ့ပြောရရင်တော့ကိုကြိုက်ကိုယူလို့ပဲပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကနေပြီးတော့ဒါကလည်းကျွန်တော်ရဲ့ personal အမြင်ပေါ့နော်။ကျွန်တော်ကစာစကေးကိုတားတယ်ထင်လို့ပြောတိုင်းစာစကေးကတားနေမှာမဟုတ်ပါဘူး။အဲ့တော့တချို့လူတွေရဲ့မျက်လုံးထဲမှာတော့ဒီနာတို့ကလည်းကောင်းချင်းကောင်းနေမှာပေါ့နော်။အဲ့တော့စကင်တစ်ခုလုံးကအညံ့ကြီးမဟုတ်ဘူးလုံးဝကောင်းတာတော့တေချာတယ်ဘယ်ဟာပိုကောင်းလဲရတော့စာစကေးကတော့ကျွန်တော်မြင်တာတော့ပိုကောင်းတယ်ဒါမဲ့ဒါမဲ့လူကတ်ဆော့ရယ်ဆိုရင်တော့ဒီစကင်ကိုပဲယူဖို့အကြံပေးရှင်ပါတယ် โอเคအဲ့တော့ channel စကင်နေရာကျွန်တော်မသိဘူးเนาะဘာလို့လဲဆိုကျွန်တော်မှာ second လည်းမရှိရတဲ့အတွက်စမ်းထားရလည်းမဟုတ်တဲ့အတွက်ကျွန်တော်လည်းမသိဘူးအဲ့တော့ဒီ skin တစ်ခုဆိုရင်တော့ကျွန်တော်အမြင်အရတော့ဒီလိုရှိပါတယ်โอเคအဲ့တော့အားလုံးလည်းကြိုက်နေသက်ကြမယ်လို့ထင်ပါတယ်အဲအကယ်၍ကြိုက်နေသက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like subscribe လေးတော့လုပ်ခဲ့ပြီးပါတော့ပြီးတော့ကျွန်တော်တို့နောက် video မှာပြန်လို့ကြမယ် see you guys